အေဒင်ကုမ္ပဏီဥက္ကဋ္ဌဦးချစ်ခိုင်နဲ့ဈေးကဘာဥခင်ရွှေရဲ့သားဦးစေတီဟအပါဝင် လုံဝန်းရှင်တချို့ကိုစစ်ကောင်စီကထောင်ငှလွှတ်ပေးလိုက်တယ်လို့သိရပါဗျ။အေဒင်ဦးချစ်ခိုင်ဟာဘရလ12ရက်မနက်ပိုင်းမှာ မန္တလေးဥပုထောင်ကလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာပြီးဈေးကဘာဦးစေတီဟလည်းရန်ကုန်အင်းစိန်ထောင်ကလွတ်မြောက်လာပြီးဖြစ်တယ်လို့စီးပွားရေးလုံခြုံရေးထံကသိရပါဗျ။ ၎င်းတို့နဲ့အတူဖန်စီခံထားရတဲ့လုပ်ငန်းတချို့လည်းပြန်လည်လွတ်မြောက်လာတယ်လို့စီလုံငန်းနဲ့နှီးဆက်သူထံကသိရပါဗျ။ပြန်လွတ်လာကြတာမှန်ပါတယ်။လူငယ်နဲ့လွတ်လာကြတာပါ။ဒါပေမဲ့ဘာကြောင့်လွတ်လာတယ်ဆိုတာမသိရသေးပါဘူးပြလို့လုပ်ငန်းရှင်တူက AR Times ကိုပြောပါဗျ။စီကောင်စီဟာစေကဘာဥက္ကဋ္ဌရွှေနဲ့၎င်းရဲ့သားဦးစေတီဟာတို့ကိုနိုင်ငံမိုက်အစအဦးများခွင့်ပြုချက်မရဘဲဖြုတ်ဖြတ်မှုနဲ့ ဗဟန်းမြို့နယ်ရှိနေမှာ2022ခုနှစ်မတ်လ20ရက်နေ့ကဖမ်းဆီးခဲ့ပြီးတရားစွဲဆိုကအင်းစိန်ထောင်ကိုပို့ခဲ့တာဖြစ်ပါတယ်။အတူဖမ်းဆီးခံရတဲ့ဇေကဘာဥခင်ရွှေကို2024ခုနှစ်စက်တင်ဘာ28ရက်နေ့မှာကျမ်းမာရေးကြောင်းပြပြီးစစ်ကောင်စီကလူငယ်ချမ်းသာခွင့်ပေးပြီးပြန်လည်လွှတ်ပေးခဲ့ပါတယ်။အေဒင်ဥချစ်ခိုင်ကိုတီချစ်ကြောင်မီသွေးတုံရင်းနှွေထားပေးဆက်ယုံလုံကန်းက အခွန်ရုံးနယ်ပိဆောင်မှုနဲ့2022ခုနှစ်ဧပြီလ25ရက်နေ့မှာစစ်ကောင်စီကအမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပြီးဥချင်းခိုင်တဲ့တူစီလုံငန်းရှင်တွေစောင်းစီ လုံငန်းရှင်တွေကိုဈေးကစားမှုနဲ့အင်္ဂလိပ်လိုက်စားမှုတွေတက်က စစ်ကောင်စီကဖမ်းဆီးထောင်ချခဲ့ပါတယ်။ဥချင်းခိုင်ရဲ့အေဒင်ကုမ္ပဏီလုံငန်းစုမှာမြန်မာရှေ့ဆောင်ဘဏ် MAB မြန်မာနိုင်ငံလေယာဉ်စီးပွားရေးအများပိုင်းကုမ္ပဏီ MAPCO တန်းကိုစီဆိုင်စတဲ့လုပ်ငန်းတွေပါဝင်ပါတယ်။ စစ်ကောင်စီကကုံစင်းနှောင်းမြန်မာလာပြီး73စီတွေပြက်လက်က စောင်းစီဈေးတွေပါထိန်းချုပ်မရတဲ့အခြေအနေမှာစီလုံငန်းရှင်တွေနဲ့73စီလုံငန်းပိုင်ရှင်တွေကိုဖမ်းဆီးထောင်ချမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။